တနိုင်ကလုံးပြည်သက်တွေစောင့်မျှော်နေကြတဲ့ကြောစာဝင်ရထူပွဲကြီးကတော့ရောက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရဲ့ဒီပွဲကတော့ကြောစာဝင်အတွက်အယောင်မှအရေးကြီးပါတယ်။နော်။သူ့ရဲ့ပွဲဥထွက်ဖြစ်တာမို့လို့ပါ။ဘာကြောင့်လဲဆိုတော့ဒါကြောစာဝင်ဟာ Feathers ဂျင်မာလေ့ကျင့်နေတာလာချီကြပြီ ဆိုတော့1 championship မှာပွဲဦးထွက်မယ်ဆိုပေမဲ့လေတိုင်းရပြဿနာကြောင့်ဒါ1ကနေခေတ္တခဏတော့သူ့ကိုအနာပေးလိုက်တယ်ဒါပေမဲ့ဒီဆန္ဒလာပိုင်းမှာပြုလုပ်မယ်1 friday fight မှာလေဂျော်ဆော့ဝင်းကလူပိုတက်တက်ဖြစ်နေမှာဗျာသူအနေနဲ့သူတို့အနေနဲ့တကယ်ကိုမှဆရာကြီးတွေပဲပွဲထုတ်ထားတာဆိုတော့ ကျော်စွာဝင်းကိုအကြီးကျယ်သူတို့အနေနဲ့တက်တက်တော့ဟိုဘယ်လိုပြောရမလဲထူးထူးခြားခြားပွဲထုတ်ခြင်းနဲ့ဆိုတော့2026ဒလာပိုင်းဒလာပိုင်းတော့မှာသူတို့ပြန်အသုံးပြုမယ်ဆိုတော့နေထားကလလောဆယ်မှာကျော်စွာဝင်းအနေနဲ့လေတလောက်လေးချင်းထားတာဗျာပွဲကလိုနေပြီလေးချင်းမှုတွေကိုကြီးပဲလုံနေတာနော်အော်ဘယ်လိုပြောရမလဲပွဲထိုးမှဖြစ်တော့မယ်ဗျာသူချင်းနေဟုတ်တယ်မလားဆိုတော့ကျော်စွာဝင်းက1 championship မှာတော့ပွဲဦးမထွက်ဘူး luminy 5မှာပွဲဦးထွက်မယ်ဆိုတော့ဒီပွဲကကျော်စွာဝင်းဟာ feathers gem မှာလေ့ကျင့်နေတာလားနဲ့ချီပြီးချားပြီးဖြစ်တဲ့အတွက်ဘလောက်တိုးတက်လာပြီလဲသူ့ရဲ့အခြေအနေကဘလို့ရှိနေပြီလဲဆိုတာကြောင့်နေနဲ့ချီရမယ့်ပွဲဖြစ်တဲ့အရောက်မှာအရေးကြီးတဲ့ပွဲဆိုတော့ကျော်စော်ဝင်းကတော့နိုင်မာတီချာရီလို့ပြောနေကြပါတော့မနေ့ကဆိုရင်လည်းပဲဒါကျော်စော်ဝင်းနဲ့အမြဲတမ်းတွတ်တွတ်တတော်လာတွေ့ရတဲ့ထိုင်းရဲ့ဆယ်လီမမကနော်သူ့ရဲ့ဟိုဟာကြီးကိုနော်ဂျီဂျီမမရဲ့လူကောင်တာသေးတာလို့ပြောနေကြပြီးသိမလားကျော်စော်ဝင်းမနေ့ပြန်အနိုင်ရဖို့အတွက်ဆိုပြီးတော့အားစေးတခုနော်သူ့ရဲ့ဘယ်လိုပြောရမလဲပေါ့နော် ူရဲ့ဟွာကြီးကိုထုတ်ပြပြီးတော့ကျော်စာဝင်းကိုအားပြီးလိုက်တာဗျာကျော်စာဝင်းနဲ့ Y2K ကိုသွားတွေ့ပြီးတော့ R0 ပြေးလိုက်ရေလို့ကြားရပြာနော်ဆိုတော့ကျော်စာဝင်းကတော့ဒီတိုင်းသိပါရယ်နော်ထိုင်းနိုင်ငံမှာဆယ်လီတွေရောသူတို့ချင်းသူတို့ကလပ်ကနော် Fighter တွေရောသူ့ကိုရိုက်ပြီးတော့ဒါ online ပုံမှာငွေရှာနေကြတယ်ပေါ့နော် view တွေလိုက်တယ်အများကြီးရတယ်ဆိုတော့ဗျာနော်ဆိုတော့နော်ဆယ်လီမမကြီးကပါကျော်စာဝင်းကိုနော်အားရှိအောင်တိုက်ကြွေးလိုက်ပြီဗျာဆိုတော့ ဒေါ်သမင်းကတော့ဒီပွဲမှာနိုင်မယ်လို့သူကသူယုံကြည်တယ်။ဟိုအကောင်းဆုံးလုပ်ပြမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒါပွဲဦးထွက်လေးဖြစ်တယ်။ကျွန်တော်တို့ဘယ်မှာကြည့်ရမလဲဆိုတော့ဒီည6နိုင်မှာစကြည့်ရမယ်။ဘယ်မှာသွားကြည့်လို့ရလဲဆိုတော့ဒါလူပနီမွေးထိုင်းဆိုရယ်ဘစ်မှာကျွန်တော်ဒီဗီဒီယိုမှာပေးထားမယ်။အမကျွန်တော်သွားကြည့်လို့ရတယ်ညနေ6နိုင်ကြီးကျော်မှာစပါမယ်။ဟိုပရိသတ်တွေနေနဲ့ကျော်ကြီးရဲ့ပွဲကိုကြည့်ချင်မယ်လို့ယုံကြည်တယ်ပေါ့နော်။ဆိုတော့ let's go ကျော်ကြီးနိုင်မှရမယ်နော်။